အားလုံးပဲမင်္ဂလာပါကျမစောငိမ့်အေးပါကိုပြည့်ချင်တဲ့ဘဝကိုစောင့်နေမဲ့အစားကိုတိုင်းဗန်းနေလိုက်ပါဘဝမှာအရာရာကိုဖြစ်တယ်လို့ခံစားနေရသူလားတခုခုပြဿနာတင်မာပဲထပြီးတော့မှလောက်ကင်တတ်တဲ့လူလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကတင်သွက်ပါပဲ proactive ဆိုတာကရှေ့ကနေကြိုတင်ပြင်ဆင်တတ်တဲ့တဘောကိုဆိုလိုတာဖြစ်ပါတယ် ဖြစ်လာမယ့်အရာတွေကိုကြိုမြင်ပြီးတော့ကြိုတင်အစီအစဉ်ဆွဲကလှုပ်ဆောင်တတ်တဲ့အလေးထားကို ခေါ်တာပါ reactive လူတွေကတော့ဖြစ်ရတဲ့ရဲ့တားကောင်တွေဖြစ်နေတတ်ပေမဲ့ proactive လူတွေကတော့ဖြစ်ရတဲ့ကိုဖန်တီးတတ်တဲ့လူတွေဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျမတို့က reactive နဲ့ proactive ကိုကျမပို့ပြီးတော့ရှင်းလင်းသွားအောင်လို့ဥပမာလေးပေးပြစေ။ဥပမာပေါ့ကျမတို့ပညာရေးနဲ့ပတ်သက်ပြီးတော့မှ reactive person တွေကကြတော့ဆမ်မွေဝဲက မနစ်ဖြန်ဒါမှမဟုတ်နီးကပ်လာပြီဆိုမှကျမတို့ကဘာလုပ်လဲထပြီးတော့မှဒီစစ조사တဲ့လူတွေပေါ့ဥမာဆိုကျမတို့ကဟာမနစ်ဖြန်ဆမွေးဝဲဆိုမှဒီညကျမဟာမအိတ်ဖဲနဲ့ကိုဟိုတညာလုံးကြီးတတ်တဲ့လူတွေဒါတွေဒီပါလဲ sorry a tick person proactive person ကကြတော့ကိုယ့်ရဲ့ဒီစာသင်ကာလတစ်လျှောက်လုံးမှာနေ့စဉ်သင်ခဲ့တဲ့သင်ခန်းစာတွေကိုပြန်လေ့လာသုံးသပ်ပြီးတော့မှ exam အတွက်ကိုနေ့စဉ်နေ့စဉ်ကြိုတင်ပြင်ဆင်တတ်တဲ့လူတွေဒါတွေဒီ proactive person ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လေ reactive person တွေကလစာရတဲ့ရစ်မှာပဲရှိသမျှအကုန်သုံးပြလိုက်ပြီးတော့မှလစာမထုတ်ခင်ကြံတဲ့ရစ်တွေမှာဟာငါဘယ်လိုသုံးရတော့မလဲဆိုပြီးမှတွေးတော့ပူပန်နေတဲ့အတူတွေအဲ့ဒါဒီ reactive person proactive person ကကြတော့ဝင်ငွေရလာတာနဲ့ကိုချူတရမယ့်ပမာဏကိုရင်းနှီးမြုပ်နှံရမယ့်ပမာဏသုံးဆွဲရမယ့်အပအပိုင်းဆိုပြီးမှကြိုတင်ပြီးတော့မှခွဲဝေ စီမံခန့်ခွဲတယ်ပြီးကမှကိုသုံးဆွဲရမယ်အပိုင်းလေးကိုပဲလောက်ငှအောင်သုံးဆွဲတယ်ဒါဒီ proactive person ကျမရေနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲကျမရေချိုရင်ပြီးတော့မှစိတ်ယုံကိုရအောင်မှဆရာဝန်ကဒီလိုအစားတောက်တွေဆင်ခြင်ပါဒီလိုလေ့ကျင့်ခန်းတွေလုပ်ပါလို့ပြောမှစလုပ်တာဒါဒီ reactive person ဒီလိုမဟုတ်ဖဲနဲ့နေ့စဉ်ကိုယ်လေးလေ့ကျင့်ခန်းတွေပုံမှန်လုပ်ပြီးတော့မှအာဟာရညီညွတ်အောင်လို့ စားတော့တဲ့ယောဂမဖြစ်ခင်ကလေးကကြိုတင်ကခွဲတယ်ဒါရီသည် proactive person ဒါဆိုလို့ရှိရင်ကျမပြောခဲ့တဲ့ reactive နဲ့ proactive person ကို ရှင်းလင်းပြီလို့ယုံကြည်ပါတယ်အဲဆိုကျမတို့ကကိုကိုကိုပြန်မေးကြည့်ပေါ့ကိုက reactive person လား proactive person လားပေါ့ဆို proactive person ဖြစ်လာဖို့အတွက်ကျမတို့လက်တွေ့လှုပ်ဆောင်ရမယ်နီးလေးနီးကိုကျမမျှဝေပေးချင်ပါတယ်ပထမနီးကတော့ think big picture and focus more on the future ဒီနေ့ခံစားနေရတဲ့ခက်ခဲတွေဒုက္ခတွေဟာတဲ့ရငါးနှစ်10နှစ်အနာဂတ်အတွက်ဘလောက်ထိတောင်အိဗယ်ရှိနေသလဲ proactive လူတွေဟာသူတို့ရဲ့ရေတိုးအစင်မပြေမှုတွေထက်ရေရှည်ပန်းတိုင်ကိုပို့ပြီးတော့မှကြည်တတ်ကြတယ်ဒီဟာလေးလှုပ်ဆောင်ဖို့ဆိုလို့ရှိရင်ဒီနေ့တင်လှုပ်နေတဲ့အလုပ်တစ်ခုခုက တင်းရဲ့ကြီးမားတဲ့ရေမှန်းချစ်အတွက်ဘလို့အထောက်ကိုပြုတ်နေလဲဆိုတာကို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 မေးကြည့်ပါကိုဒီနေ့လှုပ်ဆောင်နေတဲ့အလုပ်တွေမှန်တမျှသည်ကိုရဲ့ကြီးမားတဲ့ရေမှန်းချစ်အတွက်အထောက်ပံ့ခေါင်းဖြစ်နေဖို့လိုအပ်ပါတယ်ရေရှည်ရေမှန်းချစ်အတွက်အထောက်ကိုမဖြုတ်ရဘူးဆိုလို့ရှိရင်တော့ဒါကိုကိုကိုပြန်ပြီးသုံးသပ်ဆင်ခြင်တက်ပါတယ်နံပါတ်1ကတော့ take personal responsibility for your success ကိုရဲ့အောင်မြင်မှုအတွက်ကိုကိုတိုင်းပဲတာဝန်ယူဖို့လိုအပ်ပါတယ် အပြင်ကလူတွေဒါမှမဟုတ်အပြင်ကဖန်တီးနေတဲ့အခြေအနေတွေအဖြစ်အပျက်တွေအဲ့ဒီအရာတွေကိုပြစ်တင်နေရင်းနဲ့အချိန်ကုန်မခံပါနဲ့ proactive လူတွေကငါဘာကြောင့်ဒီအခြေအနေရောက်နေရတာလဲဆိုတာထက်ဒီအခြေအနေကိုကြိုက်တယ်လားကိုယ့်အနေကိုမေးကြိုက် is okay as you like ဒီအခြေအနေကိုမကြိုက်ခဲ့ဘူးဆိုရင်ဒီအခြေအနေကနေဘလို့ယုံထွက်မလဲဆိုတဲ့အရာကိုအမြဲတမ်းတွေးတောကြံစပြီးလှုပ်ဆောင်လေးရှိပါတယ်ဒါလေးကိုလက်တွေ့လှုပ်ဆောင်ဖို့အတွက် ကိုကိုကိုဘလို့စိတ်ဓာတ်နဲ့ချင်ကပ်ဖို့လိုလဲဆိုလို့ရှိရင်မအောင်မြင်သေးဘူးဆိုလို့ရှိရင်ငါဘာတွေထက်လှုပ်ဖို့လိုအပ်နေတလဲငါဘာတွေထက်လှုပ်ဖို့လိုအပ်နေတလဲဆိုတဲ့စိတ်နဲ့ကိုကိုကိုချင်ကပ်ဖို့လိုပါတယ်နံပါတ်3ကတော့ focus on what you can control ကိုထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာပဲအာရုံစိုက်ပါဥပမာဆိုပါစို့ကျမတို့တွေကခီးသွွားရင်းနဲ့မိုးတဲတဲ့တဲမှာကပြတ်သွားတယ် ခုလိုမျိုးမိုးရွာတာကားပစ်တာတွေကိုတင်းမထိန်ထုတ်နိုင်ပါဘူးဒါပေမဲ့ဒီလိုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘလို့ကူညီတောင်းရမလဲဘလို့ဖြေရှင်းရမလဲဘလို့စိတ်ရှည်ရှည်ထိုင်ဆောင်ရမလဲဆိုတာကတော့ကိုယ့်ကိုယ်ကိုထိန်ချုပ်နိုင်ပါတယ် proactive လူတွေကသူတို့မထိန်ချုပ်နိုင်တဲ့ sacral consent တဲမှာသူတို့စိတ်မပူသူတို့ထိန်ချုပ်နိုင်တဲ့ sacral influence တဲမှာပဲ သူတို့ရဲ့ရှိသမျှစွမ်းအားတွေကိုစိုက်ထုတ်ပါတယ်ဆိုလိုတာကမလုံနိုင်တဲ့အရာပေါ်မှာအာယုံမဆိုင်ဘူးကိုလုံနိုင်တဲ့အရာအပေါ်မှာပဲအာယုံအပြည့်နဲ့အစွမ်းကုန်ကြိုးစားနေတာကိုဆိုလိုတာဖြစ်ပါတယ်နံပါတ်၄နီလန်းကတော့ prioritize and make things happen ကိုမှလှုပ်ဆောင်ရရှိတာတွေကိုအကြံအစီတွေကိုပဲချရေးနေုံနဲ့ဘာမှဖြစ်မလာပါဘူး proactive ဆိုတာက ို့မှအရှိနေတဲ့အကြံအစီတွေကိုလက်တွေ့စလုပ်တာလက်တွေ့လှုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်။သင်ရဲ့အချိန်နဲ့အစွမ်းစတွေကိုအရေးအကြီးဆုံးအရာတွေပေါ်မှာကူစားပေးပြီးတော့မှခွဲဝေဖို့လုပ်ရတယ်။လှုပ်ဆောင်စရာစိတ်ကူးရှိရင်အဲ့ဒီစိတ်ကူးတွေမှာဘယ်ရသည်အရေးအကြီးဆုံးလဲ prioritize လုပ်ဖို့လုပ်ရတယ်။အဲ့ဒီဦးစားပေးတွေကိုပဲရွေးချယ်ပြီးတော့မှလက်တွေ့လှုပ်ဆောင်မယ်။ဒါကြောင့်မို့ဒီနေ့ညအိပ်ရာမတိုင်ခင်မှာ ငါဒီနေ့ငါရဲ့အနာဂတ်အတွက်ဘာတခုခုစားလုပ်လိုက်ပြီလဲလို့ကိုကိုကိုပြန်သုံးတတ်ဖို့လိုပါတယ် summarize အနေနဲ့ reactive person ကနေ proactive person ဖြစ်လာဖို့အတွက်ကျမလက်တွေ့လှုပ်ဆောင်တဲ့နေ့၄ချက်ကိုမျှဝေပေးခဲ့တယ်အနာဂတ်ကိုကြည့်ပါ think a big picture ကိုကိုကိုတာဝန်ယူပါ take responsibility ထိ ंछ ုံနိုင်တာကိုပဲအာယုံဆိုင်ပါ focus on what you can control စလုံးဖို့လိုတဲ့ make things happen တင်းရဲ့ဘဝဟာတင်းရဲ့ရွေးချယ်မှုတွေအပေါ်မှာပဲမူတည်နေပါတယ်ဒီနေ့ကစပြီးတော့ရွေးချယ်မှုတိုင်းကို ပို့ပြီးတော့တတိထားလှုပ်ဆောင်ကြည့်ပါကိုဖြစ်ချင်တဲ့ဘဝကို ထိုင်ဆောင်နေမဲ့အစားကိုတိုင်းဗန်တီးလိုက်ပါဒီဗီဒီယိုလေးကနေကိုတို့အကျိုးတက်ဆုံးတရားရရှိမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်ဒီလိုသုံးဝင်းတဲ့ဗီဒီယိုတွေအတွက်ကျွန်မရဲ့ channel လေးကို like and subscribe follow လုပ်ထားဖို့မမေ့နဲ့နော်။ ဒီချိန်ထိအပိနေကြတဲ့တယောက်ချင်းစီတိုင်းကိုသူပဲကျေးဇူးတင်ရှိပါတယ် bye for now see you next video